ားလုံးပဲမင်္ဂလာမြဖဖော်အစီ channel ကပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီဘောက်ပိတ်သက်တွေအားလုံးလည်းမင်္ဂလာပါကျွန်တော်တို့ဒီဒါမဲ့ဂျာတာပရိနိဒါမနက်မြန်မာစံတော်ချိန်တနအိပွဲမှာရှင်ပြန်ကစားသွားမဲ့တာချန်ပီယံလိပွဲစဉ်သုံးကျွန်တော်လီဗာပူးအသင်းနဲ့ဖရန့်ဘတ်အသင်းတို့ရဲ့ပွဲချုပ်သုံးသက်ချက်လေးကိုလှုပ်ပေးသွားခြင်းပါညာကျွန်တော်တို့ဒီပွဲမှာတော့ဆက်စပ်ဦးဆုံးကြီးကျွန်တော်တို့ဒီနှစ်သင်းရဲ့ နောက်ဆုံးငါးဘွဲကာရက်ဖောင်လေးတွေကျွန်တော်အရင်ဆုံးကြည့်မယ်ဆိုလို့ရှိရင်ဒီဘဘူးအတင်းကနောက်ဆုံးငါးဘွဲမှာမပြောကျင်လဲပြောရမှာဟိုလိဒါလေးဘွဲရှုံးလာပြီးတော့တပွဲပဲနိုင်လာတယ်အဲ့ဒီလေးဘွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့အာပေးကိုဆိုလို့ရှိရင်လည်းကျွန်တော်ခုနကိုထိပေးထားပြီးတော့ twin ကိုဆိုလို့ရှိရင်၃ကိုပဲ twin ထားပါတယ်အဲ့တော့ခန်းစစ်တိုက်စစ်ကလည်းတတော်ကြီးကိုပြောစရာဖြစ်တယ်ပြောစရာဖြစ်နေတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့အဲ့ဒီ နောက်ဆုံးလီဝဲဇရိုက်ရှုံလာပြီးတော့ဒါကျွန်တော်တို့ဖီအားတွေအောက်ကိုရောက်နေတာဖြစ်ပြီးချန်ပီယံလိမှာဆိုလို့ချင်းလဲဒါကျွန်တော်တို့တပွဲနိုင်တပွဲရှုံနဲ့အခုလက်ရှိကတော့အဆင့်ဆက်ခွန်မှာယက်တည်နေပြီးတော့ဒါဖရန်ဘက်ကတော့သူလည်းတပွဲနိုင်တပွဲရှုံနဲ့ကျွန်တော်တို့သူကတော့ဒါအဆင့်ဆက်၅မှာယက်တည်နေတာလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လီဗာပူးအသင်းရဆိုလို့ချင်းဒီပွဲစဉ်မဖြစ်မနေနိုင်ငံမှလည်းရမှာဘာဖြစ်လို့ဆိုတော့ဒါမှလည်းကျွန်တော်တို့ဒါကစားသမားတွေရဲ့စိတ်တက်ပိုင်းဆိုင်ရာနဲ့ဒီ ကွင်းတွင်ကွင်းပြင်ပေါ့လေဒါအခုလက်ရှိကြုံတွေ့နေရတဲ့ PR တွေအောက်ကနေတော့ရုံထွက်နိုင်မှာလည်းဖြစ်ပါတယ်အဲ့တော့ဖန်ဘက်ကလည်းကျွန်တော်နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှဆိုလို့ရှိရင်သူ့နေနေရတဲ့တပွဲပဲနိုင်တယ်မိုချန်ဂလာဘက်ကဒါ forces ဆိုတဲ့ရာလနဲ့တပွဲပဲနိုင်ပြီးတော့ကျွန်တော်တို့ဂျန်နဲ့ပွဲဒီမှာတော့ဒါ၃ပွဲရှုံးတပွဲသိရပေါ့လေအဲ့တော့ကျွန်တော်တို့ဒီ Champion League ပွဲစဉ်မှာဆိုလို့ရှိရင်သူ့နေနေတာကျွန်တော်တို့ Etigo Matrix ကို5-1ဆိုတဲ့ရာလနဲ့ရှုံးပြီးတော့ဒါ ကျွန်တော်တို့အတင်းရဝမ်းစီးနဲ့ရှုံထားတဲ့ဂါလာတာဆိုင်ရီကိုဆိုလို့ရှိရင်သူ့အနေနဲ့ကျွန်တော်တို့ဒါအိမ်ကွင်းမှာဖိုက်ဝမ်းဆိုတဲ့ရလနဲ့နိုင်ထားဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ front back ကိုလည်း short drop လို့တော့မရဘူး front back အတင်းကလည်းကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင် तू ကတိုက်စစ်အရန်ဖွင့်ဆော့တဲ့အတင်းဖြစ်ပြီးတော့သူ့ကိုလည်းဂိုးသွင်း तू လည်းသူများကိုသွင်းမယ်ဆိုတဲ့လိုပုံစံမျိုးပေါ့လေအဲ့တော့သူ့ရဲ့ကျွန်တော်တို့ပြည်တွင်းအမှတ်ပေးစရာမှာဆိုလို့ရှိရင်လည်း तू ကကျွန်တော်တို့အခုလက်ရှိပြိုင်ပွဲဆို9ပွဲကစားပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့ဒါ သူအနေနဲ့ဒါ၃ဘွဲနိုင်တပွဲတည်၃ဘွဲရှုံးပေါ့လေဒါလီဗာပူးတင်းတော့သိပ်မကွာပါဘူး तू ကတော့တပွဲတည်ကြပါပေါ့ရမ70မှတ်နဲ့ကျွန်တော်တို့ဒါအဆင့်ခွန်မှာယက်တည်နေပါတယ်လီဗာပူးတင်းကတော့ကျွန်တော်တို့၈ဘွဲကစားတဲ့အဲမှာတော့ဒါ၅ဘွဲနိုင်ပြီးတော့၃ဘွဲရှုံးဆိုပြီးတော့ဒါအဆင့်၄မှာယက်တည်နေတာလည်းဖြစ်ပါတယ်သူအထက်ကအဆင့်၃ကတော့ဘုံမောက်ပေါ့လေဒါရမ55မှတ်ချင်းတူပြီးတော့ဒါသူကတော့အဆင့်၄မှာယက်တည်နေတာလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါကြီးရတော့ လီဗာပူးတင်းရတော့ဒါနိုင်နာမနိုင်နာအသာထားအများရန်ကြီးရတော့ပေးနေတယ်အခုလည်းကျွန်တော်တို့ဒါစတိချိန်မှာတလုံးသိရဆိုပြီးတော့ပေါက်နေပြီလည်းပေါ့လေဒီတလုံးသိရကြီးရကျွန်တော်တော်တော်လန့်လीရှေ့ရပွဲလေးမှာဆိုလို့ချင်းလဲတလုံးသိရတွေပေးပြီးတော့တပွဲမှနိုင်နာတာမရှိဘူးဘာဖြစ်လို့လဲဆိုတော့ဒါကျွန်တော်တို့ဂါတာစရီနဲ့ပွဲလဲအဲ့လိုပဲဝေခွေးကနေပြီးတော့တလုံးသိရပေါက်တယ်ပြီးတော့မနိုင်ကျွန်တော်ဒီခရစ်ဆယ်ပဲလေးကိုလည်းဝေခွေးကနေတလုံးသိရပေါက်တယ်မနိုင်နောက်ပြီးတော့ကျွန်တော်တို့ဒါ ပြီးခဲ့တဲ့ United နဲ့ပွဲစဉ်မှာလည်းအဲ့လိုပဲတလုံးသိရပြီးပြီးတော့မနိုင်အဲ့တော့တလုံးသိရလာဖောက်နေပြန်ခုလေတလုံးသိရပြီးလို့ရှိရင်နည်းနည်းတော့လမ်းနေပေါ့နော်ခုလေအဲ့လိုမျိုးတလုံးသိရလည်းပဲဒီနှစ်သင်းရဲ့ဟတ်တူရထိတိုက်တွေ့ဆုံမှုတွေတော့မရှိပါဘူးအဲ့တော့ကျွန်တော်တို့ဒီနှစ်သင်းရဲ့ဒါကျွန်တော်တို့လူစင်းဖြစ်နိုင်ကြီးလေးကျွန်တော်တို့ကြည့်လိုက်မယ်ကြည့်လိုက်ကြအောင်ပေါ့လေအဲ့တော့ဒီ Waterdo Ando ကတော့ကျွန်တော်တို့ဒါပြန်ပါဝင်ဖို့ရှိတယ်အရန်နေရာနေပြီးတော့ဒါအလီစင်ဘကာနဲ့ကျွန်တော်တို့ဒီလီယွန်နီနဲ့ နောက်ပြီးတော့ဂရာဘီကတော့မတေချာဘူးပေါ့လေဂရာဘီကတော့သူရဲ့ပြီးခဲ့တဲ့အတိုင်း United နဲ့ပွဲမှာတကောက်ကျော်တန်ရရသွားတဲ့အတွက်သိပြီးတော့မတေချာဘူးလို့လည်းကျွန်တော်တို့သိရပါတယ်အဲ့တော့ပါမုံပါမုံမတေချာဘူးပေါ့လေဒါကတော့အဓိကကစားသမားထဲမှာတော့အလီဆန်ဘက်ကတော့ကျွန်တော်တို့ဒါတန်ရကြောက်မပါဝင်နိုင်ပါဘူးအဲ့တော့ကျွန်တော်လီဗာပူးအသင်းရဲ့ဟိုဖြစ်နိုင်ခြေရှိတဲ့အိုင်အက်လေးကျွန်တော်တို့ဟိုကြည့်ကြည့်အောင်ပေါ့လေအဲ့တော့ဒီပွဲမှာတော့ ကျွန်တော်ကတော့စိတ်ထင်တာတော့ဒီ Hugo Ikiti ကိုပွဲထွက်လာလိမ့်မယ်လို့ထင်သူရဲ့ဒါအသင်းဟောင်းလည်းဖြစ်တယ်သူပြန်ပြီးတော့ရှင်ပြန်ရမှာဖြစ်တယ်တော့သူ twin goal တွေ twin နိုင်မလားဆိုလဲကျွန်တော်စောင့်ကြည့်ရဖို့ရှိရပါလိမ့်အဲ့တော့ Isak ကတော့ကျွန်တော်တို့ဒါမှန်ပါပဲထားမယ်လို့ထင်ပါတယ်ဒါဘယ်တော့မှနဲ့ညတော့မှမှာတော့အလုံးတီးတဲ့အတိုင်းမူဆာလာနဲ့ဒါကျွန်တော်တို့ကိုရီကပူပေါ့အဲ့တော့ Grabby ပါမှုမပါဘူးမတေချာတဲ့အနေထားမှာတော့မပါပြစ်ဖို့များတဲ့အနေထားတော့ရှိရပါလိမ့်ဒါကြောင့်မို့လို့တကယ်လို့ပါမယ်ဆိုရင်တော့မှသူအရန်နေရာတော့ကပဲ ပါလာလိမ့်မယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်ကွင်းလင်မှာဆိုလို့ရှိရင်ဒါ DNCN နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့မာဂါနဲ့ဆူဘူဆလိုက်ပဲတွဲသုံးလိမ့်မယ်လို့ထင်ပါတယ်ဒါနံပါတ်1လို့မှာတော့ Florian Bat ပေါ့လေအဲ့တော့ကျွန်တော်တို့ဒီနောက်တန်းလေးရောက်ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တော့ဒီပွဲမှာဟိုမီလော့ကာကာတက်စာလို့ရှိရင်တော့ Robertson ကိုပို့ပြီးတော့သုံးသိကျင်တယ်။ Robertson ဆိုလို့ရှိရင်ဒါ Champion League ပွဲစဉ်တွေမှာဆိုလို့ရှိရင်တွေ့ကြုံလဲရှင်းချက်တဲ့အတွက်ကြောင့်ပေါ့လေ။ ပြီးတော့ဒါဘတ်ဂျက်ဘတ်ဒါဒီ CB ကစားသမားနှစ်ယောက်တော့ဘတ်ဂျက်ဘတ်နိုင်နဲ့ကိုနာတီးပဲပို့ထွက်လာဖို့များပါတယ်အဲ့တော့ကျွန်တော်တို့ဒီညာတောင်မှမှာတော့ကျွန်တော်တို့ friend bond ကိုပွဲထုတ်မလားဆိုတာတော့စောင့်ကြည့်ရအောင် friend bond နဲ့ဒါ freshly နဲ့ဘယ်သူပွဲထုတ်မလဲဆိုတာတော့စောင့်ကြည့်ရအောင်ကိုသမားတော့ဒါမမတာမမတာ CB ပဲပွဲထွက်လာလိမ့်မယ်လို့ကျွန်တော်တော့ထင်တယ်ပေါ့လေအဲ့တော့ဒီဘဘူးသိရဆိုလို့ရှိရင်ကျွန်တော်တို့ PR တွေအောက်ကိုရန်ရောက်နေတဲ့အတွက်ဒါဒီနေ့ ဒီပွဲကိုမဖြစ်မနေဟိုဘလို့ပဲနိုင်နိုင် နိုင်ဖို့အရေးကြီးရယ်အနိုင်သုံးမှတ်ထက်လွယ်ပြီးတော့ဘာမှကိုကျွန်တော်တို့ဟိုညှော်လင့်ချက်မရှိဘူးဗာဘာဖြစ်လို့လဲဆိုတော့နိုင်မှကိုဖြစ်မဲ့အနေထားဒီပွဲနိုင်လိုက်မှလည်းကျွန်တော်တို့ဒါနောက်ပွဲတွေပြင်းပြလိပွဲစဉ်တွေမှာလည်းပြန်ပြီးတော့ဒါခြေစောင်းပိုင်းဆိုင်ရာပြန်ပြီးတော့တည်ငြိမ်လာမယ်နောက်ပြီးတော့ကျွန်တော်အခုလက်ရှိကြုံတွေ့နေရတဲ့ PR တွေကစားသမားတွေရဲ့ဒီရှုံးပွဲတွေဆက်လာတဲ့ပုံမှာသူတို့ရဲ့ဒီစိတ်စိတ်နေစိတ်ထားဒီအဲ့လိုမျိုး ိုတခြားဒီအခုဆိုလို့ချင်းဒီမိုဆာလာကိုဒီပရိသတ်တွေဝိုင်းပြီးတော့ဒါဝေဖန်ကြတဲ့အနေထားတွေနောက်ပြီးတော့ဒါနီးပြဟိုဝေဖန်တဲ့အနေထားတွေပေါ့လေဒါတွေရနေတော့ရုံထွက်နိုင်မှာဖြစ်ပြီးကစားသမားတွေကလည်းဒါကျွန်တော်တို့အခုဆိုလို့ချင်းပြောင်းပြောင်းဒါကျွန်တော်စိတ်တပိုင်းဆိုင်ရာတွေလည်းကြာဆင်းနေလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ဒီပွဲမှာနိုင်လိုက်မယ်ဆိုလို့ချင်းဘလိုပဲဖြစ်ဖြစ်ဒါစိတ်တပိုင်းဆိုင်ရာတော့ပြန်ပြီးတော့တက်လာလိမ့်မယ်လို့ထင်တယ်ဒီပွဲကတော့မဖြစ်မနေအနိုင်ခံမှုလေလိုအပ်တယ်ပေါ့လေအဲ့တော့ ျွန်တော်ဒီ Champion League ပွဲစဉ်သုံးမှာတော့ဒီ front back အနေနဲ့ကတော့သူ့ရဲ့အိမ်ခွင်မှာကျွန်တော် Galatasaray ကို5-1နဲ့တီးခြားတာဆိုတော့ Liverpool အနေနဲ့လွယ်တော့မလွယ် Liverpool ကလည်းကျွန်တော်ခံစစ်ကပေါက်နေတာကိုတိုက်စစ်ကလည်းကိုကကျွန်တော်တို့အဲ့လောက်ထိဟိုပြောမယ်ဆိုလို့ရှိရင်အဲ့လောက်ထိဟိုကိုနောက်ပိုင်းအခုပြီးခဲ့တဲ့၄ပွဲမှာဆိုလို့ရှိရင်တို့တို့ဒါ၃ခုပဲတွင်းနိုင်တာကြီးတဲ့အနေထားမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တိတ်ပြီးတော့ခြေနေရမကောင်းပါဘူးခြေနေမကောင်းတဲ့အတွက်ကြောင့်မို့လို့အဲ ပြောမယ်ဆိုလို့ရှိရင်လီဗာပူးအသင်းအနေနဲ့ခံစစ်ကိုလည်းဒီထက်မကပိုပြီးတော့ကြီးကြီးလေးလေးဖြစ်အောင်တိစောက်ဖို့လည်းလိုအပ်တယ်လို့နောက်ပြီးတော့တိုက်စစ်ကလည်းဒါဂိုးတွေတွင်းဖို့အတွက်လည်းလိုအပ်လိုအပ်တာလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်လီဗာပူးအသင်းရဲ့ဒီအရင်တော့ကျွန်တော်မြင်နေကြလီဗာပူးအသင်းကိုလည်းပြန်ပြီးတော့မြင်မြင်လာပြီဒါကြောင့်မို့လို့ကျွန်တော်တို့ဒီလီဗာပူးအသင်းအနေနဲ့ဒီပြိုင်အာဒီဆိုတော့ဘလို့ပုံမှန်မျိုးနဲ့ဒါပြန်ပြီးတော့တိဆောက်လာမလဲဆိုတော့ပဲကျွန်တော်တို့စောက်ကြည့်ရပြီးတော့ကစားသမားတွေကလည်းကျွန်တော်တို့ဒါစိတ်သက်ပိုင်းဆိုင်ရာတွေ အမြင်ဆုံးထားရဖို့လည်းလိုအပ်တယ်ပေါ့လေဒါကြောင့်မို့လို့ကျွန်တော်တို့ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနိုင်ရလွယ်ပြီးတော့ဘာမှမရှိဘူးဆိုတာကိုပြောကြရင်းနဲ့ကြောက်ပြူလေးနားဝင်ပြပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်